အမေရိကန်မှာထိုးခွင့်ရတဲ့ပထမဆုံးမြန်မာဖိုက်တာဖြစ်လာတော့မယ်ဆိုရင်မိတ်ဆွေတွေအားလုံးမင်္ဂလာပါ Let's Talk the New Channel ကနေကြိုးဆိုပါရစေရှုံးပွဲတွေဆက်နေပြီမယ်မြန်မာရိုးရလက်ဝဲချန်ပီယံဟောင်းတမ်မနီဆိုလင်းဦးတရအမေရိကန်ပြည်ထောင်စုမှာထိုးတက်ခွင့်လက်မှတ်ကိုမြန်မာဖိုက်တာတဦးအနေနဲ့ပထမဆုံးရရှိသွားပြီဖြစ်ပါတယ်ရန်ချန်ပီယံရှစ်ကဩဂုတ်လတရနေ့မှာအမေရိကန်ပြည်ထောင်စုကော်ရိုရာဒိုပြည်နယ်ထဲကမြို့ကြီးတစ်မြို့ဖြစ်တဲ့ဒန်ဘာမြို့ ဘောအရီနာကွင်းကြီးထဲ1173ပြိုင်ပွဲအဖြစ်ကျင်းပသွားမှာဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာဆိုဂျီနဲ့ရီယန်ဟာရီဆန်တို့ရဲ့ပွဲကို1ကထည့်သွင်းလိုက်တာဖြစ်ပါတယ်။သူတို့နှစ်ဦးဟာဘင်တန်ဝိတ်တန်အနေနဲ့145ပေါင်တန်းမှာငွေထိုင်းချိုးရမှာပါ။ဒါကြောင့်မြန်မာနိုင်ငံသားလက်ဝိတ်တမားတွေထဲအမေရိကမှာပွဲချိုးမှုတဲ့ပထမဆုံးလက်ဝိတ်အတမားအဖြစ်တမိုင်းတရေးထိုးနိုင်မှာဖြစ်ပါတယ်။ဒါကောင်မှာ၃ပွဲဆက်ရှုံးထားတဲ့ဆိုဂျီအတွက်အနိုင်မှာ6ပေါင်ပေးလိုက်မှာဆိုရင် အမတ်တရပေါင်းများစွာနဲ့အတူအရှိကရှုံးပွဲတွေကိုမေ့ပျောက်စေနိုင်မှာဖြစ်ပါတယ်။ဆိုလင်းဦးကထိုင်း၊စင်ကာပူ၊ဂျပန်နိုင်ငံတွေမှာပွဲထုတ်မှုပါတယ်။အခုတော့ဝမ်ကြောင့်အမေရိကကိုလည်းဆိုလင်းဦးတရဇယိတ်ငင်းရှိစံခွင့်ရအောင်မဲ့အပြင်အပိုစုကြီးအမေရိကန်ဒေါ်လာ9000ရမယ့်အခွင့်အရေးကလည်းစောင့်ကြိုနေပါသေးတယ်။ဒါကြောင့်ဆိုကြီးအနေနဲ့အငြင်းတန်းကြားတတ်တဲ့ hydration test နဲ့ weight ကိုတိကျလောက်ထားဖို့လိုပါတယ်။ ဝမ်ရှက်မီယန်ရှိဦးဆောင်သူရှက်ထရီနတ်အဖွဲ့အစည်းဘက်ကမြန်မာပြည်ထောင်တဲ့အခိုင်အမာရှိတဲ့ဆိုလင်းဦးကိုယုံကြည်မှုအပြည့်နဲ့နေရာပေးထားတယ်ဆိုတာအထင်သာမြင်နေရတာပါဆိုကြီးက Thai fighter နှစ်ယောက်နဲ့ Russia fighter တို့ကိုအချုံးပေးထားရပေမဲ့အမေရိကအထိဆွဲခေါ်ထားတာတတ်သိပဲဖြစ်ပါတယ်ဆိုကြီးရဲ့ပြိုင်ဘက်ကိုကြည့်မယ်ဆိုရင်အင်္ဂလိပ်လူမျိုး Li Yan ကမွေတိုင်းကပရှမ်းမီယံဘွဲ၃ချိန်အထိဘွဲခံရဖြစ်သူပါလက်ရှိအသက်က36နှစ်ဆိုပေမဲ့ မွေထိုင်းလောကမှာမာဂုံကာမီတဘာရင့်တူတယောက်ဖြစ်ပါတယ်။စိုးကြီးရှုံထားမှုတဲ့ဆပ်ဆန်ကိုအလဲထုံးနဲ့ရှုံပြီးနောက်ပိုင်းအနားယူပြီးလို့ပြင်ညာခဲ့ပေမဲ့အခုပွဲကြီးပွဲကောင်းပြန်ထုတ်ဖို့လက်ခံလာတာဖြစ်ပါတယ်။သူပြန်ထိုးတဲ့နောက်ဆုံးပွဲမှာအိုင်ဆက်အရာယာကိုအလဲထုံးနဲ့နိုင်ထားပါတယ်။ဆိုလင်ဦးက1အတွက်6ပွဲမှာ3ပွဲနိုင်ပြီး3ပွဲဆက်ရှုံထားတာပါ။ ရှုံးတဲ့ပွဲလေးမှာပြင်ဆင်ချိန်တိတ်မရခဲ့တာမျိုးတွေရှိခဲ့ပေမဲ့အခုပွဲကတော့ရက်ပေါင်း140နီးပါးပြင်ဆင်ချိန်ရမှာဖြစ်ပါလေ။အထက်မှာပြောခဲ့သလိုဒီပွဲတာစိုးကြီးတယောက်တင်းရှားပြင်ဆင်ပြီးအနိုင်ရလိုက်မယ်ဆိုရင်၃ပွဲအရှုံးကအော်တိုပျောက်သွားမယ်အနေထားပါ။၃သက်ချက်တွေကတော့ပွဲနီးမှာပြန်လာခဲ့ပါမယ်။သတင်းလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုဝေတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။မြန်မာပြည်သူပြည်သားအားလုံးဘေးပေါင်းရန်ကွာပြီးစားဝတ်နေရပြည့်လဲကြပါစေ။ကျမညိတ်ပါ။